မိမဖြစ်သူကခါနာနာနဲ့တက်လေကားသေးမှာတကယ်ချင်းနဲ့ဖုန်းပြပြီးကြက်လိုက်တဲ့အခါမှာဒီထေတာတယောက်နဲ့တွေ့ခဲ့တယ်ဒီဒီထေတာနဲ့တော့အရင်တုန်းကတည်းကမှာစံဖို့ခဲ့တဲ့အဲ့တဲ့ကြောင့်သူကရှိကိုရှိကနဲ့ထလာခဲ့တယ်တကယ်ချင်းဖြစ်သူကဒီတကယ်ချင်းယောက်ျားဖပြန်တဲ့အကြောင်းကြားရတော့သူကအရေးစစ်တုန်နေတယ်အဲ့ချိန်မှာကတိပဲယောက်ျားဖြစ်သူကတကယ်ချင်းမှာဖုန်းဆက်လာလို့သူဖုန်းကယ်လိုက်တယ်ပြီးတော့ဒီတကယ်ချင်းကတော့ဆက်ပေးပြီးမှဆိုတော့ချက်ချင်းအင်ကိုပြန်လိုက်ပါတယ်အင်းရောက်တော့ယောက်ျားဖြစ်သူကဘာမှအပြစ်ရှိတယ်လို့မိမကိုချွတ်နေတယ်ပြီးတော့ မဖြစ်တကောအခုကျွန်တော်ရွန်ခန်းထဲမှာစစ်စစ်တီတတ်တဲ့အတားကြောင့်မင်းအချိန်မေးကျလို့ရတယ်ဆိုပြီးမှပြောတယ်ပြီးတော့တကတူရမကုန်ခံပြီးမှဟိုကောင်မလေးကတခါတည်းကျရင်ချစ်ဆရာကောင်းတယ်စဝန်စားဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကတငယ်ချင်းလိုပဲအညီမလိုပဲအဲ့လိုမျိုးပဲတဘောထားတယ်ဆိုတာပြောနေတယ်အချိန်မှမင်းမဖြစ်တကောဒါပေမဲ့မင်းတို့ညညတဲ့ညတဲ့အတူနေတယ်မောင်နှမချင်းအတူတူအစ်တဘာမှမဖြစ်တော့ဘူးလို့ထင်နေတာလားလို့ပြောနေတဲ့အချိန်မှာယောက်ျားဖြစ်တကော ဘယ်မဲ့ကျွန်တော်တို့ညကဘာမှမဖြစ်ခဲ့ဘူးဆိုတော့ပြတယ်ပြတော့မိမဖြစ်တော့မိမမင်းခီးတော့မြင်မလားမင်းခီးတော့ပြန်ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ညကလေးယူချရအောင်လေပြတော့မိကအာကလေးရပြီဆိုတော့စိတ်ချလက်ချနဲ့အိမ်မနေလို့ရပြီပြတော့ကျွန်တော်မင်းကိုကတိပေးပါမယ်မင်းရဲ့ဒီမိမနေရမှာဘသူမှအစားထုတ်လို့မရဘူးတတက်လို့မင်းတယောက်ထိပေးစမိမပြောနေတယ်မိမဖြစ်တော့ကသူ့စိတ်ထဲမှာသူနဲ့မကြောက်ခင်မှာကွာရှင်တော့မယ်ဆိုပြီးတွေ့ပြမ Okay okay ကျွန်တော်ခီးတော့ပါမယ်ဆိုပြီးမှလည်းခံလိုက်ပါတယ် နောက်တနေ့ရောက်တော့သူကသူ့တင်ငင်ချင်းနဲ့ချင်းတပြားကျမကျမရောက်ကြနဲ့အမြန်ကွာရှင်းချင်ပြီးပြီးတော့သူ့ရဲ့ကုမ္ပဏီကလည်းကျန်တော့အလုပ်ထောက်လိုက်ပြီးစမတင်ငင်ချင်းကိုပြပြနေတယ်အချိန်မှာတငယ်ချင်းကလည်းကိုတိပဲတီတလို့တထေတာတော်လေးနဲ့ထမရှာနေတယ်မြင်အမအင်တာဗျူးတော့ဖြစ်ကြည့်ပါလားဆိုပြီးမှပြောလိုက်လို့သူလည်းအင်ရောလို့အင်တာဗျူးတော့ဖြစ်မဲ့အစီအစဉ်ကိုစစ်စစ်နေတဲ့ချင်းရောက်ချဖြစ်သူကဝင်လာလို့သူရဲ့လက်တော့ကအမြင်ပိတ်လိုက်တယ်ရောက်ချဖြစ်သူကဝင်လာပြောမှမှဖြစ်တယ်ကကွန်မဏီကမင်းရဲ့နေရာကိုမရငယ်ကိုပဲပါလားဆိုပြီးမှလာတော့ဆွနေတယ်အချိန်မှာမင်းဖြစ်သူကမပေးဖို့မဖြစ်နိုင်ဘူး ပလဝဲဖေးချမမပဲနဲ့ပုစွာငင်းဆွနေတဲ့ချိန်မှာကြက်ဖြစ်တော့ကမင်းလောက်တဲ့ကစီကိုဆလိုလို့လာစပြန်ပြောနေလို့မိမဖြစ်တော့ကဘာစကားမှပြောချစ်တော့ပဲနေတည်တာ Okay okay ရတဲ့မင်းတဘောပဲဆိုပြီးမှအပြင်ကိုထွက်တော့လိုက်တယ်။နောက်တနေ့ရောက်တော့သူကတော့တငယ်ချင်းမိတ်ဆက်ပေးတဲ့ကုမ္ပဏီမှာအင်တာဗျူးတော့ဖေးမလို့သွားတယ်။အဲ့ချိန်မှာအပက်ကကောင်မလည်းကအဝတ်စားလေးလိုက်ပါအဲ့ဆွင်ပေါ်စပေးမှပါဆိုပြီးမှသူကအဝတ်စားကိုတော့လဲလိုက်ပါတယ်။အဝတ်စားလေးပြီးမှတွေ့လိုက်တဲ့တစ်ထက်တာကတော့သူအရင်ကတွေ့ခဲ့တဲ့တစ်ထက်တာဖြစ်နေလို့သူကအရန်အောင်နေတဲ့ချိန်မှာတငယ်ချင်းဖြစ်တော့သူကိုဆက်ကိုတော့ခဲ့တယ် တော်တဲ့ထေတာကိုဒီနေ့အင်တာဗျူးလိုက်ဖေးတဲ့ကောင်မလေးပါဆိုမိတ်ဆက်ပေးပြပါကတဲ့ငယ်ချင်းပြတော့ပြန်တော့လိုက်တယ်။ဒီတာကတော့ချက်ချင်းပဲမင်းဒီလိုမျိုးပုံစံဝတ်ဆင်ထားတာနဲ့မလိုက်ဖြစ်ဘူးဆိုပြီးမငင်းဆိုလိုက်တယ်။ချက်ချင်းကတော့ဒီပေးရောက်ကြမြန်ငင်းနဲ့အပြင်ထွက်သွားချင်မှသူမမနဲ့တူတလို့သူလည်းတော့အင်းငါမမမဟုတ်တော့ဘူးဆိုပြီးမပြန်တော့လိုက်တယ်။ချက်ချင်းကတော့ငင်းချင်းကောင်မလေးရောက်လာပြီးမှသူဒီလိုမျိုးဝတ်ဆင်ထားတာကျွန်တော်တို့ကိုလေးခိုက်တာပါကျွန်တော်ကပြပါဆိုပြီးမလာပြပြနေတယ်အချင်းမ။ဒီထေတာကတော့သူ့စိတ်ထဲမှာအာကျွန်တော်တို့ကိုပြောလိုက်တဲ့နေနေများလွန်သွားပြီလားဆိုပြီးမှတွေးနေတယ်။ အင်ရတော့ဟိုကမလေးရချဲ့လက်ကိုဆက်ဆက်လက်ပြီးမှကမလေးရအကြောင်းကိုတည်လိုက်တဲ့အဲ့ဒါကြောင့်သူကဒီနေ့ပြတဲ့နေနေမြတ်တော်ပြီးစာကိုတည်လိုက်ရတယ်။စာဖြစ်သူကတော့ယုံခံတယ်မှလည်းမရငင်နဲ့အတူတူရှိနေတယ်။စာဖြစ်သူကအင်မနေနေတဲ့ချိန်မှာဖုန်းတစ်ခုဝင်လာတယ်။အဖုန်းကတော့မင်းကိုချင်းစာချုပ်ကိုလက်မထိုးပြီးရင်မင်းကိုနေ့နာချက်နေနဲ့15ဘီလီယံပေးမယ်ဆိုပြောလာတယ်။ပြောဟိုဘက်ကလိုတဲ့နေရချင်းလိုက်လို့သူကတော့ကြိတ်ခဲ့တယ်။အချမအန်တီတယောက်ကကရှိစာချုပ်ရဲ့နေနာကျေးစာရွေးစာတန်းစာရွက်ကိုသူ့ကိုပေးလိုက်တယ်သူကတော့အဲ့စာရွက်စာတန်းကိုချပြမ ကျမရဲ့ရှင်းနေကွာရင်ပြချက်မင်းပြမမင်းကိုပြဆက်တော်လိုက်မယ်ဆိုပြီးမှပြန်သွားလိုက်တယ်။အဲ့ချိန်မှာအန်တီကမယန်းကြီးကိုဖုန်းဆက်ပြီးမှတူဆာရဲ့စာတန်းကိုယူသွားလိုက်ပဲ။ဘယ်လိုပဲဖြစ်ဖြစ်တူတူညကွာရှင်းတော့မှပဲဆိုပြီးမှတူတူညကအရင်ကြည့်ပြောနေကြတယ်။